မင်္ဂလာပါရှင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။တရုတ်ရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့မိုးကုတ်နဲ့မိုးမေ့မြို့တွေက DNL တက်တွေစုတ်ခွာရန်သဘောတူညီပြီးစစ်တပ်နဲ့အပြစ်ခတ်ရဲစဲသဘောတူညီလက်မှတ်ရေးထိုးခဲ့ပါတယ်။မန္တလေး PDF ကရရှိထားတဲ့ထိန်းချုပ်နယ်မြေတွေကိုကာကွယ်မယ်လို့ကြေညာလိုက်ပြီးမိုးကုတ်မြို့ကိုကာကွယ်ရေးမိဖက်တော်လိုင်းအင်အားစုတွေနဲ့လက်တွဲကြိုးပမ်းမဲ့တဲ့တွင်ပါဝင် ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့ TNL ကတင်ပိုက်ထားတဲ့မိုးကုန်းနဲ့မိုးမိတ်မျိုးတို့ကနေစုတ်ခွာဖို့သဘောတူညီလိုက်ပြီးစစ်တပ်နဲ့အပြစ်ခတ်ရဲစဲသဘောတူညီလက်မှတ်ရေးထိုးလိုက်တယ်လို့ TNL ကသတင်းထုတ်ပြန်လိုက်ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြာဦးဆောင်တဲ့ကိုစလဲအဖွဲ့နဲ့အကြမ်းဖက်စစ်တပ်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSP NC ကိုစလဲအဖွဲ့တို့က တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျင်းရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့ကုမင်းမြို့မှာ၉ချိန်မြောက်တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာနှစ်ဖက်သဘောတူညီမှုနဲ့မိုးကုတ်နဲ့မိုးမေမျိုးတို့က TNL တပ်တွေပြန်လည်ဆုတ်ခွာသွားမှာလည်းဖြစ်ပါတယ်။အဲဒီသဘောတူညီမှုအရာ TNL ရဲ့တောင်းဒေတာကိုလည်းမြန်မာစစ်တပ်ကနေလေရင်နဲ့ပုံကျဲခြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမပြုတ်လို့ပဲ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ကနေစတင်ကနှစ်ဖက်ရောက်ရှိနေတဲ့နေရာမှာတပ်တွေရပ်တန့်ကအပြန်အလှန်အပြစ်ခတ်ရစဲရေးတွေသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြတာလို့လည်း TNL ကသတင်းထုတ်ပြန်ထားပါတယ်တစ်တုံညာနှစ်ခုစစ်စင်ရေးအတွင်း TNL ကမိုးကုတ်တီဘောကြောင့်ပဲနောင်ချိုမိုင်းလုံးမိုင်းငော့မိုးမိတ်နန့်ဆန်မန်တော်ကုခန်နန့်ခန်နတ်မတူမျိုးတွေကိုသိမ့်ပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်မဲနောင်ချိုတီဘောကိုပြန်လဲတိုက်ခိုက်သိမ့်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင် TNL ကမိုးကုတ်နဲ့မိုးမြင့်မျိုးတွေကိုပါထပ်မံစွန့်လွတ်မှာဖြစ်တာကြောင့်မိုင်းလုံးမိုင်းငော့နန့်ဆန်မန်တော်ကုခန်နန့်ခန်နဲ့နတ်မတူမျိုးတွေသာ TNL ရဲ့ထဲမှာကြန့်ရှိတော်မှာလည်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့မန္တလေးတိုင်းမုတ်ကုတ်မြို့ကိုဆက်လက်ထိန်းချုပ်ခါကာကွယ်နိုင်ဖို့အတွက်မိဖက်တော်လန်အင်အားစုတွေနဲ့လက်တွဲကကြိုးပမ်းဆောင်ရွက်သွားမယ်လို့တော်လန်အင်အားစုအချို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ် TNL ကအကြမ်းဖက်စစ်တပ်နဲ့အပြစ်ရက်စဲကမိုးကုတ်မြို့နယ်မုံမေမြို့တို့ကစုတ်ခွာမယ်လို့ကြေညာပြီးတဲ့နောက်မှာတော်လဲအင်အားစုတွေကအခုလိုပြောဆိုလာတာဖြစ်ပြီး တစ်ဖက်မှာလည်းမန္တလေးပြည်သူ့ကာကွယ်တပ်မတော်ကလည်းရရှိထားတဲ့ထင်းချုပ်နယ်မြေတွေကို ကာကွယ်မယ်လို့ကြေညာလာတာလည်းဖြစ်ပါတယ်။မန္တလေးပြည်သူ့ကာကွယ်တပ်မတော်ဟာ ိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုမိဖက်နှွေဦးတော်လိုင်းအင်အားစုတွေရဲ့ပူးပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့စွန့်လွတ်ပေးဆက်မှုတွေနဲ့အတူမန္တလေးဒေသအတွင်းကနေမြေအချို့ကိုထိန်းချုပ်စိုးမိုးနိုင်ခဲ့လို့လည်းသတင်းထုတ်ပြန်ထားပါဗျ။အဲဒါကြောင့်မန္တလေးပြည်သူ့ကာကွယ်တပ်မတော်ဟာရရှိထားတဲ့ထိန်းချုပ်နေမြေတွေကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် မိဖက်တော်လဲအင်အားစုတွေနဲ့လက်တွဲကကိုစွမ်းရှိသည်များညံစွမ်းရှိသည်များအာတွန်ခွန်ဆိုင်ဂျိုပန်ဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ဒါအပြင်ဘလောက်ပဲကြီးမားတဲ့အခက်အခဲအတားဆီးတွေရှိနေစေကမူဘုံရီမှန်းချက်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့ဆီယနာရှင်စနစ် အမြင့်ပြတ်ချေမုံရေးတိုက်ပွဲတွေကိုဇာတ်တက်တဲ့ဘုံဥလင်မတုံဆက်လက်ဖော်ဆောင်သွားမယ်လို့လည်းဆိုထားပါတယ်။အလားတူမန္တလေးတိုင်းမိုးကုတ်မြို့ကိုတရန်နယ်လေကစစ်ကောင်စီတပ်ဖွဲ့ထံကိုပြန် လည်းပြည့်ရပြီးအပြည့်အခက်ရက်စဲလှုပ်ဆောင်ခဲ့ပေမဲ့လည်း PDF တပ်ဖွဲ့တွေအနေနဲ့ဆက်လက်ခုခံကာကွယ်သွားမယ်လို့လည်းမိုးကုံမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ PDF တပ်ဖွဲ့ဝန်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မိုးကုံမြို့ကို TNL ကပြန်ပေးတဲ့ကိစ္စနဲ့ပတ်သက်ကပြည်သူတွေကအပြစ်တင်ဝေဖန်တာတွေရှိပေမဲ့လည်းအဲ့လိုဝေဖန်အပြစ်တင်ရုံနဲ့ပြီးသွားမှာမဟုတ်ဘူးလို့လည်းဆိုပါရယ် TNL MND အနေနဲ့လည်း တရုတ်နိုင်ငံရဲ့လေပင်ညစ်ခံထားရာကြောင့်ကိုချင်းစာပြီးစဉ်းစားဖို့လိုအပ်တယ်လို့မိုးကုံမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတင်းထုတ်ပြန်ထားပါတယ်။အဲ့လို TNL ကတက်ပြန်ဆုတ်ပြီးစစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲရေးလှုပ်ဆောင်တဲ့အပေါ်ကို NUG အစိုးရကာကွယ်ဝင်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့အနေနဲ့အစွမ်းစာထုတ်သုံးကတက်တည်ပြတ်ရမယ်အချိန်ကိုရောက်ရှိပြီဖြစ်တယ်လို့မိဘပြည်သူတွေအနေနဲ့လည်းဆရာနာရှင်ကိုအမြင့်ဖြတ်နိုင်ရန် လူလက်နဲ့ခရံငွေကြေးစိတ်သက်အလုံးပူပေါင်းဆောင်ရွက်ရမယ်အချိန်ဖြစ်တယ်လို့လည်းအသိပေးထားပါရရှင်။ စကန်းအတင်းတဘောက်ကိုတင်ဆက်ပေးကြပါရယ်။စကန်းအတန်းရွှေဘုံမြို့နယ်ကြောင်မြောင်းမြို့နယ်မန္တလေးတိုင်းစင်ကူးမြို့တို့ကိုဆက်သွယ်ထားတဲ့ရန်နာတင်ခတရာဟာမိုင်းခွဲခံရမှုကြောင့်ပျို့ကျပျက်စီးသွားပြီးစစ်တပ်ကတော်လိုင်းတပ်ဖွဲ့တွေရဲ့လက်ချက်လိုဆွတ်ဆွဲပြောဆိုထားပါရယ်။အော်တိုဘာလ29ရက်နေ့မနေ့6နိုင်မိနစ်20လောက်ကရန်နာတင်ခတရာမိုင်းခွဲခံရမှုကြောင့်တရာရဲ့အခန်းတစ်ခန်းဟာပျို့ကျပျက်စီးသွားခဲ့ပြီးရန်နာတင်ခတရာ RP4 RP5 တရာတန်ပေါင်း112 ီတာ RP6 RP7 တရားတံပေါင်း112မီတာနှစ်ခန်းမလေးတိုင်းဒေသကြီးစင်ကူးဘက်အချမ်းမှာပြိုကျပျက်စီးသွားတာဖြစ်တယ်လို့လည်းသိရပါဗျ။ရန်ကုန်ခေတ်သစ်တရင်နာကတော်လန်းတက်တွေကိုဆက်သွဲကတရားကြိုးကျမှုနဲ့ပတ်သက်ပြီးမြင်းမြန်ရမှာတော့လက်တလုံးမှာတရားကြိုးကျသွားတာကို သိရှိပေမဲ့လည်းဘယ်လိုဖြစ်ပျက်တယ်ဆိုတာကို မသိရှိရသေးဘူးလို့လည်းပြောဆိုကြပါဗျ။အဲ့ဒီတရားဟာ ARI မြစ်ကူးတရားကြီးဖြစ်ပြီး ကျန့်ဖို့တမရဟောင်းသိန်းစင်အစိုးရလက်ထက်မှာတိဆောက်ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်ဆက်လက်ပြီးတော့ စကိုင်းတိုင်းစကိုင်းမြို့နယ်စားတာမြို့ကိုကြီးကုန်းရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခတ်ရပါစစ်သား၂ဦးဟာသေသွားပြီးတနက်နေ့လက်နဲ့ခရမ်းတွေကိုတင်းဆဲရရှိခဲ့တယ်လို့စားတာမိုးကျိုးပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်အော်တိုဘာလ28ရက်နေ့မှာစားတောင်မြို့ပေါ်ကနေထွက်လာတဲ့အင်အား150ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကကိုကြီးကုန်းကြေးရွာကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးကြံရှိနေတဲ့ကြေးရွာတွေကိုဆက်လက်ဝင်ရောက်စီ နှစ်ရံထွက်ခွာလာကြောင်းအဲ့ဒီစစ်တပ်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေကတိန်ချောင်းရွာနီးကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်မှုအတွဲမှာအကြက်ဖက်စစ်တပ်ဘက်ကစစ်သား2ဦးဟာထေသွားတာဖြစ်ပြီး MA1 တနက်နယ်လက်နဲ့အတူစစ်သားအလောင်းတလောင်းကိုတင်းဆဲရရှိခဲ့ပြီးတော်လန်ရဲဘော်တွေအထိခတ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။အဲ့ဒီတိုက်မှုကိုစားတောင်မိုးချိုပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့နယ်မြေအတွင်းကတော်လန်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့တင်းသားရီတန်းဒဝေမြို့နယ်နဲ့ရေပြူမြို့နယ်တို့ကအကြမ်းဖက်စစ်တပ်လှည့်ကင်းတဲ့တပ်ဆွဲထားတဲ့နေရာကိုတိုက်ခိုက်ရမှာစစ်သား၃ဦးဟာသေသွားခဲ့လို့ဒုရကစစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရယ်အော်တိုဘားလ22ရက်နေ့ကဒဝေမြို့နီးလန်ကင်းလှည့်ဖို့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာထိတွေ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားခဲ့လို့လည်းသိရပါရယ်အဲဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က၃ဦးဟာသေသွားတာဖြစ်ပြီး ကိုဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါဗျ။အေဒကန်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းဒေါနာတက်ခွဲခွန်အေရီမူပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လန်တပ်ဖွဲ့ဝင်တွေဘက်ကထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗျ။အလားတူအော်တိုဘာလ20ရက်နေ့ကလည်းရေဖြူမြို့နယ်ညင်းထွေကျေးရွာတွင်ယာယီတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေက ဒရုန်းနဲ့နှစ်ကျင်ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲတက်ခိုက်မှုအတွင်းမှာစစ်တပ်ဘက်ကထိခိုက်မှုရှိပေမဲ့ အရေအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရှိရပါတယ်။အဲဒီကိမှုကိုဒဝဲမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်း drone တင် DEF drone တင်တို့ကပူပေါင်းလွတ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။နိုင်ငံလုံးအတိုင်းအတာနဲ့စီးအရှိန်ဟုန်တိုးမြင့်ဆွမ်းနေတဲ့အတွက်ကြောင့်ပြည်သူတွေအနေနဲ့စီးအထူးသတိပြုသွားလာနေထိုင်ကြဖို့နဲ့တင်းသာရေးတိုင်းတွင်အကြမ်းဖက်စစ်တပ်ကအချိန်မရွေး လေချောင်းအုံပြူတက်ခိုက်မှုတွေရှိလာနိုင်လာကြောင်းပြည်သူတွေအနေနဲ့လေချောင်းရံကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလိုက်နာကြင့်ကြံကြဖို့အတွက်ဒုရကစစ်ကြောင်းကတာဝန်ရှိသူကသတိပေးပြောဆိုထားပါရရှင်ဘကောသတင်းတပုတ်ကိုကြည့်အောင်ပါဘကောတိုင်းမူးမြို့နယ်နဲ့တနင်္လာရီတိုင်းတရက်ချောင်းမြို့နယ်ကကြေးရွာတွေကို အကြက်ဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်114လုံးဟာပြာကျခဲ့ရလို့ KNU ဘဟုသတင်းထုတ်ပြန်ချက်နဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်အော်တိုဘာလ10နေ့မှာမူးမြို့နယ်ကွင်းဒလကြီးရွာကိုအကျန်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးပြည်သူပိုင်းနေအိမ်82လုံးကိုမီးရှို့ဖျက်ဆီးခဲ့တာလို့လည်း KNU ကသတင်းထုတ်ပြန်ထားပါရယ်အလားတူအော်တိုဘာလ25နေ့ကလည်းဘိတ်တဝဲလမ်းပိုင်းကလဘရွာကိုတရချောင်းမြို့ကအကျန်းဖက်စစ်တပ်ရဲ့ခလာရ403တရင်404တရင်နဲ့ 405တရင်တို့ကပူးပေါင်းထားတဲ့စစ်ကြောင်းကဝင်ရောက်ဆင်းနေပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ရလို့လည်းသိရပါဗါးအကြက်ပဲစစ်တရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်လဘကျေးရွာကနေအိမ်40လုံးဟာမီးလောင်ပြကျခဲ့ရပြီးပြည်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတန်းဆောင်နေရလို့လည်းသိရပါဗါးစတင်ဘာလ30ရက်နေ့ကလည်းတရချောင်းမြို့နယ်ကြောက်လေကကျေးရွာကိုအကြက်ပဲစစ်တပ်ကဝင်ရောက်စီးနှင်းပြီးပြည်သူပိုင်းနေအိမ်83လုံးကိုမီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်အကြက်ပဲစစ်တပ်ဟာသူတို့ထင်းချုံရာဒေသတွေမှာအတူရောင်ရွက်ကောက် ပွဲကိုပြုလုပ်နိုင်ရေးအတွက်ငင်းချန်းနေတရံပြုမှု နေပေမဲ့လည်းကော်တူးတွေထင်းချုံမှုနေမြေတွေအတွင်းနဲ့တော်လန်းတပ်ဖွဲ့တွေထင်းချုံတာနေမြေဒေသတွေအတွင်းကအရက်သားပြည်သူလူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတက်ခတ်မှုတွေနဲ့လက်လက်ကြီးပြစ်ခတ်တက်ခတ်မှုတွေကိုအဆက်မပြတ်ကျူးလွန်နေရလို့လည်း KNU ကပြောဆိုထားပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့တဲ့င်းတစ်ပုတ်ကတော့ရှမ်းပြည်နယ်အရှိပိုင်းမန်းဆက်မြို့နယ်တောင်ပိုင်းမိုင်းယွန်းဒေတာကနန်းခုတ်မြစ်တစ်လျှောက်မှာတရုတ်အစိုးရကြောထောင်နောက်ခံပြုထားတဲ့ China Investment Mining Company တွေက မြေရှားနယ်မြေတူးဖုံမှုအပါအဝင်တတုတူးဖုံမှုတွေကိုပုံမိုတိုးချဲ့လုပ်ကိုင်လာနေရလို့ရှမ်းလူခွင့်ရမန်တန်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြပြပါဗါတယ်။အော်တိုဘာလ14ရက်နေ့ကရိုက်ကူးထားတယ်။ ဂျိုရုတပ်ပုံတွေရနန်းခုတ်မြေတလျှောက်မှာမြေရှားနေမြေတူးဖော်မှုတွေတိုးချဲ့လာနေရကိုတွေ့မြင်ရပြီးအထင်ရှားဆုံးပြောင်းလဲမှုဟာ ထိုင်းနယ်ဆက်ကီလိုမီတာ30အကွာမြစ်ထက်ပိုင်းကရွှေတက်တူတူဖို့ရီ area မှာတွေ့မြင်ရတယ်လို့လဲဆိုထားပါဗျ။အဲ့ဒီနေရာမှာတစ်တော်ဖုံးလန့်နဲ့တောင်ဆောင်တွေကိုကုတ်ချစ်တူဖို့ကလမ်းသစ်တွေနဲ့တက်တူတွင်းတွေကိုကွန်ကရစ်တဲ့တိုးချက်တူဖို့ထားတာလည်းဖြစ်ပါတယ်။မြေကြီးအတွင်းကနေထွက်လာတဲ့တက်တူဓာတ်တွေပါဝင်တဲ့တက်တူတွင်းကနေစီးဆင်းလာတဲ့ရေတွေဟာ နန်းခုတ်မြစ်အတွင်းဓာတ်ရိုက်စီးဝင်နေတာကို တွေ့မြင်ရတယ်လို့လည်းရှမ်းလူခွင့်ရဲ့မန်တန်းကပြောပါရတယ်။အဲ့ဒီတရုတ်ကုမ္ပဏီတွေဟာအရင်ကမွန်ဂိုလီးယားအတွင်းမှာမြေရှားတပ်တုတွေတူးဖော်ကြတာဖြစ်ပြီးဒေသတစ်ခုလုံးပြည်စီကလူတွေကင်ဆာရောဂါတွေအဖြစ်များလာတာကြောင့်တရုတ်က policy ချမှတ်ပြီးမြန်မာနိုင်ငံအတွင်းကိုပြောင်းရွှေ့လာတာဖြစ်တယ်လို့လည်းရှမ်းလူခွင့်ရဲ့မန်တန်းကထောက်ပြထားပါရတယ်။အခုဆိုရင်နန်းခုတ်မြစ်ရဲ့အနောက်ဘက်ကမ်းက တန့်စင်စက်ယုံတွေမှာရွှေရိုင်းတွေကိုဆက်လက်ထုတ်ယူတန့်စင်နေတာဖြစ်ပြီးအဲ့ဒီစက်ယုံတွေရဲ့ဓာတုအကျဉ်းကြံတွေကလည်းမြစ်အတွင်းကိုဓာတ်ရဲစီဝင်နေရလို့လည်းသိရပါဗါဒ်နန်းခုံမြစ်တွင်မြစ်ရဲ့အနောက်ဘက်တစ်ချမ်းနဲ့အရှိဘက်တစ်ချမ်းမှာတော့မြေရှားတတ္တုတွင်နှစ်ခုဟာအခုအခါမှာတိုးချဲ့မှုအစ်စ်တွေကို တွေ့မြင်နေရပြီး နှစ်ခုစလုံးဟာတောင်ဆောင်တွေအတွင်ဓာတ်ရုပ်ပစ္စည်းပမာဏအများအပြားထိုးသွင်းရတဲ့အတွက်တဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေတဲ့နည်းလမ်းကိုအသုံးပြုနေကြတယ်လို့လည်းရှမ်းလူခွေရဲ့မန္တန်ကဆိုထားပါဗျ။နန်းခုံမြို့မှာတပ်တို့တွင်ညဉ့်ဉန်းရေတွေစီဝင်နေတာဟာမြန်မာနိုင်ငံအတွင်းသားမကထိုင်းနိုင်ငံချင်းမိုင်နဲ့ချင်းရိုင်ခရိုင်တွင်ကုန်မြစ်တလျှောက်နေထိုင်ကြတဲ့ထိုင်းနိုင်ငံသား တပန်းကြော်ကိုပါထိခိုက်စေနိုင်တဲ့အပြင်နန့်ခုမြစ်ဟာမဲခေါင်မြစ်ရဲ့မြစ်လက်တက်တစ်ခုဖြစ်တဲ့အတွက်မဲခေါင်မြစ်ကြောင်းရေစုံပိုင်းတခြားနေထိုင်သသူတန်းပေါင်း10နှစ်ချီထိခိုက်စေနိုင်တယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်စုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။